မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့စစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့ပြန်လည်ရယူထားတဲ့တီးတိမ်မြို့နယ်မှာရှိတဲ့ကနေဒီတောင်စစ်ကောင်စီတပ်စခန်းကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်22ရက်နေ့မှာ PDA က ကနေဒီတောင်ကိုပြန်သိမ်းလိုက်ပြီလို့ချက်သင်းအရေးမြင့်တူက PDA ရဲ့ရေးသားချက်ကိုဘာသာပြန်ရှင်းပြထားပါတယ်အဲ့ဒီကနေဒီတောင်တပ်စခန်းကို PDF ဇူလန်တပ်ဖွဲ့က2023ခုနှစ်နိုဝင်ဘာမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဇွန်လ18ရက်နေ့မှာစစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် PDF ဇူလန်ကဆုတ်ခွာခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ကနေဒီတောင်စခန်းကိုစစ်ကောင်စီကဇွန်လ18ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့ရာရပိုင်းအတွင်းမှာပဲ PDA တီးတိမ်ပါဝင်တဲ့ချင်းပြည်ကောင်စီတပ်ပေါင်းစုကပြန်လည်ဝင်ရောက်နေရာယူထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုထိ င်းချုပ်နိုင်မှုအတွက်တိုက်ပွဲဖြစ်ပွားမှုထိခိုက်ကြဆုံးမှုရှိမရှိအခြေအနေများကို PDA တီးတိမ်ကဖော်ပြထားခြင်းမရှိတဲ့အတွက်ဆက်သွယ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တီးတိမ်မြို့နယ်အတွင်းမှာပဲတိုင်းငယ်စစ်ကောင်စီတပ်စခန်းကိုစစ်ကောင်စီကထိုးစစ်ဆင်လျက်ရှိရာချင်းပြည်ကောင်စီတပ်ပေါင်းစုများကပြန်လည်ခုခံလျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီတိုင်းငယ်စခန်းကိုချင်းပြည်ကောင်စီတပ်ပေါင်းစုကအခုနှစ်ဇန်နဝါရီမှာတိမ့်ပိုက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့အခုထိုးစစ်အတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ချင်းတရင်အရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်အထက်ပိင်းပြည့်ရွာနဲ့အောက်ပိင်းပြည့်ခြေရွာကြားမှာတောင်းတက်မတော် TNL နဲ့စစ်ကောင်စီတပ်တို့ဟာဇော်လာ22ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လာ22ရက်နေ့မနက်7:00နာရီကမှစစ်ကောင်စီက PNL တက်ရှိရာကိုထိုးစစ်ဆင်လာတဲ့အတွက်အောက်ပိန်းပြစ်နဲ့အထက်ပိန်းပြစ်ခြေရွာကြားမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။တိုက်ပွဲမှာနှစ်ဖက်ထိကြိုက်ကြဆုံမှုရှိမရှိကိုတော့ဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာတရုတ်ရဲ့ဂျားဝယ်မှုနဲ့အပြစ်ခတ်ရက်စဲထားတဲ့စစ်ကောင်စီနဲ့ TNL တို့ဂျားမှာ ဇွန်လ22ရက်နေ့မှာတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာအပြစ်ခတ်ရစဲထားတော့လေ TNL တပ်စခန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခြင်း drone များနဲ့တိုက်ခတ်ခြင်းများပြုလုပ်ခဲ့တဲ့အတွက် TNL ရဲဘော်တို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်အခုဇွန်လအတွင်းမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် တီအန်နယ်လေးရဲဘော်၃ဦးတေဆုံးက9ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ကဇွန်လ22ရက်နေ့မှာအထက်ပင်းပြစ်ခြေရွာကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာရွာဖုံးတော်ကြီးကြောင်ထိခိုက်ပျက်စီးခဲ့ကြောင်းတောင်းတက်မှာတော့ TNL ကသတင်းထုတ်ပြန်ထားတယ်လို့သိရပါဗျ။ PNL တမဟာနှစ်စစ်ဒီတာမိုးကုတ်မြို့နယ်အောက်ပင်းပြည့်ရွာမှာတဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းဟာဇွန်လ22ရက်နေ့မွန်လွယ်ပိုင်းမှာအထက်ပင်းပြည့်ကျေးရွာကို drone နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကအယက်သားပြည်သူများနဲ့ရဟန်းတန်ဃာတော်များဘာသာရေးအဆောက်အဦများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်အခုတိုက်ခိုက်မှုအတွင်းမှာလူထုထိခိုက်မှုမရှိခဲ့တော့လဲကျေးရွာအတွင်းကိုဘုံဒီကြောက်ပောက်ကွဲမှုများကြောင့်ပြည်သူများဟာစိုးရိမ်ထိတ်လန့်နေရတယ်လို့ PNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရွှေချင်းခိုင်းရဲ့ဥက္ကဋ္ဌတီတကူကဝင်းနေမီတာယုံကြောင်းတိုက်ဆရာတော်ကိုစစ်တပ်ကပြစ်တတ်မှုအပေါ်တန်ခါများအနေနဲ့မေ့ပြောက်တီးခန့်ခွလွတ်ကြရန်ပြောဆိုလိုက်တာဟာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့ဒူရီဘက်ကအတီအလင်းရက်တီမှုကိုဖုတ်ဖော်ပြသလိုက်ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တီရီကူကဇော်လာ22ရက်နေ့ဝင်းနေမိတာယုံကျောင်းတိုက်ဆရာတော်ရဲ့ဇာပနာကိုလာရောက်ပြီးတော့စစ်တပ်ရဲ့ပြစ်ခတ်မှုကိုမှားယွင်းမှုလို့အမိတက်ကတန်ဃာတော်များအနေနဲ့တီးခန့်ပေးကြရန်ပြောဆိုသွားတယ်လို့သိရပါတယ်။မှားယွင်းမှုတစ်ခုခုကြောင့်ဒီလိုဖြစ်ရတဲ့အဖြစ်အပျက်ကိုအခြေခံပြီးတော့တိုင်းပြည်ကတန်ဃာတော်တိုင်းသူပြည်သားများတန်ဃာတော်တွေနဲ့နိုင်ငံတော်အစိုးရရဲ့အခြေအနေဒီနေ့ကမ္ဘာအခြေအနေအရရက်ကိုကြည့်ပြီးတော့ကိုင်းကိုကျုံးပြီးကျုံးကိုကိုင်းပြီးဒီအပြန်လန်အင်အားနဲ့တပည့်တော်တို့တိုင်းပြည်ကိုဝိုင်းထိန်ကြရမယ်။ ဒီကနေ့တိုင်းပြည်အခြေအနေကညီညွတ်ဖို့ကတိတ်အရေးကြီးနေတယ်နိုင်ငံတော်အစိုးရနဲ့တန်ခါလက်မတွဲနိုင်ရင်တပြည့်တော်တို့တိုင်းပြည်ကဒုက္ခဖြစ်စရာတွေအများကြီးရှိတယ်အဲဒါကြောင့်တိုင်းသူပြည်သားအများစုကိုပြန်ငဲ့ညာပြီးတော့တိုင်းပြည်ရဲ့အစင်အမြဲတည်တံ့မှု Union United ဆိုတဲ့ညီညွတ်မှုကိုလည်းအားပေးတဲ့အနေနဲ့တစ်တီးခံတော်မူကြပါဖရားနှစ်ခွင့်လွှတ်တော်မူကြပါသုံးမေ့ပြောက်တော်မူကြပါပြန်ပြင်လို့မရတော့တဲ့ဒီအမားကို စုံတယောက်မှားတဲ့ဒီအမားကိုတပည့်တော်တို့တန်လာရီဟာအားပေးမိရာမရောက်အောင်ထပ်ပြီးတော့မမားမိအောင်တီးခန့်ခြင်းခွန့်လွတ်ခြင်းမေ့ပျောက်ခြင်းတို့နဲ့ထိမ့်သိမ်းဆောင်းရှောက်တော်မူကြပါဖရာလို့တီတကူကမိန့်ကြားထားပါတယ်တီတကူရဲ့ပြောဆိုချက်ဟာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့လူတွေဘက်ကပြောင်ပြောင်တင်းတင်းရက်တီလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်တီတကူရဲ့နှလုံးသားထဲမှာအမှန်တရားကိုမျက်နှုံးမှုမရှိကြောင်းຫນွေဦးတော်လိုင်းရဲ့တန်ခါကွန်ရက်ကဆရာတော်ဦးဝါယမကမိန့်ကြားထားတယ်လို့သိရပါတယ်တိုင်းပြည်ကိုအာဏာလုထားတဲ့သဘုံမိစ္ဆာတက်ကို ိုင်းသူပြည်သားရွေးချယ်ထားတဲ့ပုံကိုယ်တွေကိုဖမ်းဆီးထောင်ချထားပြီးတော့မတရားမှုကိုငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကိုခစ်ကိုပြောင်းကျင်ရင်ခေါင်းကိုပြစ်ဆိုပြီးတော့တနက်နဲ့ပြစ်ခတ်တဲ့သူတွေဒီငမိုက်သားတစုကိုတိုင်းပြည်ကိုကာကွယ်ရမယ်စစ်တပ်ကိုတိုင်းသူပြည်သားတွေကိုတပ်ဖြတ်မီးရှို့နေတဲ့ဒီကောင်တွေကိုအစိုးရလို့ပြောလိုက်ခြင်းဟာ တိုင်းသူပြည်သားကိုလှုပ်ကြံတဲ့သူဘက်ကအတိအလင်းထုတ်ဖော်ပါဝင်လိုက်ခြင်းဖြစ်တယ်လို့ဦးစင်းတို့ကညာနှိတ်တရာကိုပြောကြင်ပါတယ်ဒီဖုန်းကြီးကဘာသိခါဘာပညာမှမရှိဘူးစာပေတင်ထားလို့သာသူတက်ရင်တက်မယ်ဒါပေမဲ့နှလုံးသားထဲမှာအမှန်တရားကိုမြန်နိုးတဲ့သိခါကတော့တစ်စက်မှမရှိတဲ့သူပါလို့ဦးစင်းတို့ပြောကြင်ပါတယ်လို့ຫນွေဦးတော်လိုင်းရေးတန်ခခွန်ရက်ကဆရာတော်ဥပဝရမကမိန်ကြားထားပါတယ်ဒါအပြင်ဖျားရှင်ရဲ့လက်ဝဲရန်ရှင်မဟာမောက်ကလန်ကိုလူစုံ900ဝိုင်းရိုက်တဲ့အတွက်ပြန်လည်တော်မူခဲ့တော်လဲညီသည့်ပြိပခါမှဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဗုဒ္ဓရဲ့ဝါဒဟာတီးခန့်ခြင်းဖြစ်ကြောင်းတီတကူကတန်ဃာတွေကိုပြောဆိုခဲ့တယ်လို့သိရပါတယ်။ NLD အစိုးရလက်ထက်ကမီတာကတိုးတောင်းမှုအပေါ်မှာတီးမခံခဲ့တဲ့တီတကူကရွှေကျင်ဂိုင်းဥဆောင်ဆရာတော်လည်းဖြစ်သာသနာတော်အတွက်အဖို့တန်တဲ့သာသနာအာဇာနည်ဆရာတော်တစ်ပါးလည်းဖြစ်တဲ့ဝင်းနေမိတာယုံကျောင်းတိုက်ဆရာတော်ကိုစစ်တပ်ကပြစ်တတ်မှုအပေါ်တီးခန့်ခိုင်းနေခြင်းဟာအလွန်အံ့ဩဖွယ်တရားကျဖွယ်ဖြစ်တယ်လို့တန်ဃာတော်တစ်ပါးကမှတ်ချက်ပြုထားပါတယ်။တရားကျဖို့ကောင်းလိုက်တာမီတာကတိုးကောက်တာကိုတီးခန့်တော်မမှုနိုင်ခဲ့တဲ့ဆရာတော်ကြီးက တန်ဃာတော်မှာတံမိုးဖြတ်လို့မရနိုင်တဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့တာကိုသီးခံတယ်ဗျာကိုရီယဟန်ဖြစ်ခါစားအချိန်တုန်းကယဟန်တကာကြီးတယောက်ကပြောမှုတယ်ဥစဉ်လေတီတကူဆရာတော်ကိုတိတယ်မလားဥစဉ်လေကသူ့ကိုအားကြမိမနေနဲ့တီတကူဆရာတော်လုံနေတဲ့လူမှုရေးလုပ်ငန်းတွေဆိုတာယဟန်တပါလုပ်ရမယ်အလုပ်တွေမဟုတ်ဘူးတဲ့ကိုယဟန်တကာကြီးပြောခဲ့တာကိုအခုမှပဲတာရုအချိန်ချင်းခေါ်ရတော့တယ်လို့ အရှင်သူရိယာလင်္ကာယကမိန်ကြားထားတယ်လို့သိရပါတယ်။တိတကူက၎င်းအနေနဲ့ဝင်းနေပြီးတာယုံကျောင်းတိုက်ဆရာတော်ရဲ့ဇာပနာကိုလည်းမတက်ရောက်ပဲဇွန်လ23ရက်နေ့မှာဆွစ်ဇာလန်မှာစီးသွားဆေးရမှာဖြစ်တယ်လို့သိရပါတယ်။ဘန်ကောက်မှာကတန်ဃာနဲ့လူတွေများပြားလို့နဲ့အတွက်ဆွစ်ဇာလန်မှာဆေးစစ်ဖို့သွားရမယ်လို့ပြောဆိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့ပြ UG အဖွဲ့များထဲမှာအကြမ်းဖက်စစ်ကောင်စီကတရှိုးများကိုထည့်သွင်းထားတဲ့အတွက်အထူးသတိပြုဆောင်ရွက်ကြရန်လှိုင်ပကဖကအတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြပ်ဖက်စစ်ကောင်စီကမျိုးပြ UG အဖွဲ့ဝင်များကိုဖြိုခွင်းရန်အတွက်နှီးမျိုးစုံအသုံးပြုလာပြီးတော့ UG အဖွဲ့များထဲမှာသရှိုးများထည့်သွင်းမှုကိုတွင်တွင်ကျကျပုံမလှုပ်ဆောင်လာတယ်လို့သိရပါတယ်။လှိုင်မျိုးနယ်ပါခပါကလွန်ခဲ့တဲ့တလခွဲကျော်မှာတပ်ဆိုင်ရာခရိုင်တာဝန်ခံနဲ့ချိတ်ဆက်ပြီးတော့မစ်ရှင်ဖော်ဆောင်နိုင်ရန်အတွက်ခရိုင်တာဝန်ခံစီကိုလိုအပ်တဲ့အသုံးဆောင်ပစ္စည်းများပေးအပ်ခဲ့တယ်လို့သိရပါတယ်။အကြောင်းမျိုးမျိုးကြောင့်မစ်ရှင်ဖော်ဆောင်နိုင်ခြင်းမရှိတဲ့အတွက်ပေးအပ်ထားတဲ့ပစ္စည်းများကိုပြန်လည်တောင်းခံခဲ့ပြီးတော့ခရိုင်တာဝန်ခံဘက်က ထောက်ပို့ရဲဘော်များကလှိုင်ပကဖရဲ့ပစ္စည်းများအပြင်အခြားအပိုပစ္စည်းလက်လုံမိုင်းများကိုလည်းပေးအပ်မယ်လို့ အကြောင်းကြားပြောဆိုဆက်သွယ်လာခဲ့တယ်လို့သိရပါဗျ။အခုလိုပြောဆိုလာတာကိုလှိုက်ပကဖကညှင်းဆိုခဲ့ပြီးတော့ပစ္စည်းများပြန်လည်ပေးအပ်တဲ့နေ့မှာလှိုက်ပကဖရဲ့ပစ္စည်းများအပြင်၄000ကော်ဘူးအပိုပါဝင်လာတဲ့အတွက်လမ်းမှာဖွင့်ဖောက်ဆက်ဆေးရမှာအပေါ်ရံမှာလက်လုံမိုင်းလိုမျိုးပြင်ဆင်ထားပြီးတော့အလုံးပိတ်ထားတဲ့အတွင်းထဲမှာမိုင်းတဲဆင်ကတ်အသုံးပြုထားတဲ့ GPS တစ်ခုပါဝင်လာတာကိုစစ်စစ်တွေ့ရှိရတဲ့အတွက်လမ်းမှာပစ္စည်းများကိုဖျောက်ဖျက်ပစ်လိုက်ရတယ်လို့လှိုက်ပကဖတာဝန်ခံကရှင်းပြပါဗျ။ ်ခရိုင်ဘက်ကရောတိုင်းဘက်ကရောတာဝန်ရှိတဲ့သူတွေနဲ့တော့ဒီကိစ္စအပေါ်မှာအကြေလဲဆွေးနွေးထားပြီးပါပြီ။တရှိုးကခရိုင်နဲ့ချိတ်ဆက်ထားတဲ့သူတွေအဖွဲ့လို့တော့ယူဆလို့ရပါတယ်လို့လှိုင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာတရှိုးကိုခရိုင်ဘက်ကထိန်းချုပ်ထားနိုင်ပြီလို့သိရှိရတော့လဲလှိုင်ဘက်ကဖအနေနဲ့ဖြစ်စဉ်နဲ့အတွေ့အကြုံအရအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အနေအထားလို့သုံးသပ်ရတဲ့အတွက်တော်လိုင်းရေးအဖွဲ့အစည်းများမြို့ပြပျောက်ကြားအဖွဲ့များအားလုံးအထူးသတိပြုကာလောက်ကန်ဆောင်ရွက်နိုင်ကြပါရန် တတိပေးစာထုတ်ပြန်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ယုံကြည်နိုင်လောက်တဲ့အခြေအနေမရမချင်းခရိုင်နဲ့လက်တွဲဆောင်ရွက်ရခြင်းများကိုရန်နာထားမှာဖြစ်ကြောင်းလှိုင်ပကဖတာဝန်ခံကဆက်လက်ပြောဆိုထားပါတယ်။ ်ဒီထုတ်ပြန်ချက်ကလည်းကျွန်တော်တို့မြို့နယ်နဲ့ထပ်တူတခြားသောမြေပြင်မှာတကယ့်ကိုခက်ခက်ခဲခဲ NRA ဂျာမန်လှုပ်ရှားနေရတဲ့အဖွဲ့တွေကိုကိုချင်းစာလို့ကျွန်တော်တို့မြို့နယ်ပကဖတာဝန်ခံတွေအနေနဲ့တာဝန်အရရောလုတ်ပိုင်ခွင့်အရပါမြို့နယ်ရဲ့သဘောထားတစ်ခုတည်းနဲ့ထုတ်ပြန်တာပါတော်လိုင်းရေးစကလေးကဒီနေ့အချိန်အထိရှေ့ကဖြစ်စဉ်တွေအပေါ်ကိုသင်ခန်းစာယူပြီးနောက်ထပ်စိုးဝါးစွာမဖြစ်ပေါ်လာနိုင်အောင်တာဝန်ရှိတဲ့သူတွေအသီးသီးကနေပြီးတော့ကျမကုတ်ကဲနိုင်ဖို့ကိုလည်းရည်ရွယ်ပါတယ်လို့လှိုင်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းငဖဲမြို့နယ်မန်းချောင်းဆယ်အနီးကြောင်းကုန်းရွာဟောင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပဆ14ဂိတ်ကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လာ22ရက်နေ့မနက်9နာရီခွဲအချိန်ကငဖဲမြို့နယ်မန်းချောင်းဆယ်အနီးကြောင်းကုန်းရွာဟောင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ14ဂိတ်ကင်းစခန်းကို အပိသက်သိမ့်ပိုက်ရန်ရည်ရွယ်ချက်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ2နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20တေဆုံးကထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေး20နဲ့30ကြားရှိတယ်ဆိုပြီးတော့စုံစမ်းသိရှိထားတာတကယ်တော့တိုက်တော့30ကျော်လောက်ရှိတယ်စတိုက်တုံးကတော့နိုင်ဝက်လောက်ပဲမှန်းထားတာဒါပေမဲ့တိုက်ရတဲ့နိုင်တွေကကြာလာတာ ြာလာတဲ့အချိန်မှာနှစ်နိုင်နီးပါအထိလဲကြာလာရောစခန်းမသိမ့်နိုင်မဲနဲ့ပြန်ပြီးတော့ဆုတ်ခွာလာခဲ့ရတယ်စစ်စင်ရေးရီမန်းချက်အနေနဲ့သွားတော့ကတော့စခန်းသိမ့်မှုသွားတာပဲလက်နက်တော့မရခဲ့ဘူးသူတို့ဗဟိုကင်းဂိတ်တွေတဲကစကားပြောတဲ့ဆက်လောက်ပဲရခဲ့တာပါလို့ CDF ASHO ကတာဝန်ရှိသူစလိုင်းယိုးချင်းကပြောဆိုထားပါတယ် အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတွေဘက်ကလေကြောင်းကနေထောက်လန်းခြင်းလက်နက်ကြီးပစ်ကူများဇက်တိုက်ပစ်ခတ်လာခြင်းတို့ကြောင့်အပိသက်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတိတ်ပိုက်နိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာလာခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်း Defense Force ASHO နဲ့ AR ပြည်သူ့ကာကွယ်တပ်မတော်စစ်ကြောင်း APDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေပူးပေါင်းပါဝင်မယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့စစ်တရင်ထောက်လန်းမှုအပိုင်းမှာပိုပြီးတော့အဆင်ပြေလိမ့်မယ်။ ပြီးတော့တော်လိုင်းဟိတ်ကာလာလည်းကြာမြင့်လာပြီးဖြစ်လို့ပြည်သူတွေအနေနဲ့စစ်ကောင်စီဘက်မှနေတဲ့သူပဲဖြစ်ဖြစ်အကြောက်တရားတစ်ခုကြောင့်နေနေရတဲ့သူပဲဖြစ်ဖြစ်အတက်နိုင်ဆုံးကင်းကွာအောင်နေပေးဖို့ကိုယ်တိုင်မပူးပေါင်းနိုင်ရင်တော့မှစိတ်နဲ့ကျွန်တော်တို့ဘက်ကိုပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်လို့ CDF ASU ကတာဝန်ရှိသူစလိုင်းရိုးချင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ